ဂျပန်တွင်ကားတင်သွင်းခွင့်မူဝါဒဖြစ်ချုပ်မှုအပြောင်းအလဲကကားဝယ်ယူသူတွေနဲ့ရောင်းချလူသူတွေကြားအယောင်ဝယ်မရှိတဲ့အခြေအနေလောက်ခဲ့ခဲ့ပါတယ်ဒီသတင်းကိုတော့အောင်ကိုလက်ကပေးပို့ထားပါတယ်ခင်ဗျာကားဝယ်ရောင်းဈေးကွက်ချက်တက်နေပြီဝယ်ရောင်းလောက်ကင်နေသူတွေအနေနဲ့မူဝါဒဖြေလျော့မှုအပြောင်းအလဲတွေကြောင့်ဈေးနှုန်းအတက်ကျကိုစောင့်ဆိုင်နေကြသလိုဝယ်ယူသူတွေအနေနဲ့လည်းဈေးနှုန်းမြင့်တက်လာမှုတွေကြောင့်ဝယ်ယူမှုမရှိသေးတာပါလဲဆိုတာဈေးတွေကမကမဖြစ်ပြီးရောင်းဝယ်လဲတင်လို့အားလုံးဒုက္ခရောက်သွားပါတယ်နော်ဈေးကအရန်အတက်ကျသွားပြီး တကယ်ဝင်ကျင်တဲ့လူရောတကယ်ရောင်းကျင်တဲ့လူတွေရောအကုန်ဒုက္ခရောက်တဲ့အချိန်ဖြစ်သွားတယ်။လက်ရှိမှာတော့ကားစီးကွက်ဈေးနှုန်းအတက်ကျကျနေပြီးအယောင်းဝယ်ကတော့မဖြစ်သလောက်ရှိနေတာပါ။လက်ရှိဖြစ်ပေါ်နေတဲ့ကားစီးကွက်အပေါ်အမြင်ကိုတော့ကားယောင်းဝယ်လုပ်ကိုင်နေသူတဦးကအခုလိုပြောဆိုတာပါ။ဒီဇင်ဘာလဆိုရင်သူကကားလောက်ကဝေးရိုက်တယ်။ဒါသူနဲ့ထုံးတယ်ဆိုရင်ငွေဓာတ်တွေချမှတ်ပြီးဟုတ်တာလည်းမဟုတ်ဘူး။ပြီးပြန်လျှော့ပြီးကြေးရိုက်တဲ့အချိန်မှာငါတို့ဒီယောင်းဝယ်လောက်ကတော်တော်လေးကြီးကြိုက်နေတာ။ဒါလည်းရောရှိတယ်။ အဲ့လိုဥပဒေတွေထွက်လာဟိုဟာထုတ်မယ်ဒီဟာထုတ်မယ်တဲ့ဒီအောင်တမျိုးစီခွာခွေးတို့တွေကနေခွာပြရမလားတကယ်တမ်းကျတော့ဝင်းကြီးနဲ့တကယ်တွေ့တာလည်းမရှိဘူးကွာဈေးကွက်အတွင်းမှာတော့ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကုန်ပိုင်းလောက်ခရက်ကအပြောင်းလဲတွေဖြစ်ပေါ်ခဲ့တာပါမူဝါဒတွေကောလာဟာလာတွေကြောင့်ကားဈေးကွက်က730ဝန်းကျင်ကနေ730 90နီးပါးအပြောင်းလဲတွေဖြစ်ပေါ်ခဲ့ပါတယ်2016ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာ ထွက်ပေါ်ခဲ့တဲ့မူဝါဒတွေကအချက်တွေကိုဖြည့်ရောမှုပေးခဲ့တယ်လို့ဇန်နဝါရီလ9ရက်နေ့မှာစီးပွားရေးနဲ့ကုသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနေပြည်တော်မှာပြုလုပ်ကျင်းပခဲ့တဲ့အယောင်းစန်တာအယောင်းခမများမော်တော်ယာဉ်တင်သွင်းမှုနဲ့ပတ်သက်တဲ့ညှိနှိုင်းအစည်းအဝေးကိုတက်ရောက်ခဲ့သူတွေထံမှသိရတာပါကျွန်တော်အောင်ကိုကိုလက်ပါ